်မင်္ဂလာပါရှင်ဘုန်းကြီးတော်မူသောသခင်ယေရှုခရစ်တော်ဤနာမတော်အားဖြင့်ခွန်အားတဲ့နေ့စဉ်နှုတ်ကပတ်တော်အစီအစဉ်မှာကြိုဆိုပါရစေပထမဦးဆုံးဖျံသခင်ရဲ့ကြည်လိုကိုချီးမွမ်းပါတယ်အသက်တာတက်သေးဆိုတဲ့ကောင်းစဉ်နဲ့တရား26ခုမြောက်သောဇလံအငယ်1ကနေ6ကိုဆင်ခြင်သွားခြင်းပါတယ် ဖန်သွာချုပ်ထားသောစီအုံသားတို့ကိုထောင်ရပြပြန်လာစေတော်မူသောအခါငါတို့သည်အိမ်မက်သောသူကဲ့သို့ဖြစ်ကြ၏ထိုအခါငါတို့နှုတ်သည်ရဲခြင်းနှင့်၎င်းငါတို့ရှာသည်တခြင်းဆိုခြင်းနှင့်၎င်းပြေဝ၏တပားအမျိုးသားတို့ကလည်းထောင်ရပြသည် သူတို့အဖို့ကြီးသောအမှုကို ပြုတော်မူပြီဟုဆိုကြ၏ထောင်ရပြသည်ငါတို့အဖို့ကြီးသော အမှုကို ပြုတော်မူပြီ ငါတို့ဒီလဲဝမ်းမြောက်လျက်နေကြ၏အိုးထာဝရဘုရားဖန်သွာချုပ်ထားခြင်းကိုခံရသောအကျွန်ုပ်တို့ကို တောင်မျက်နာချောင်းရည်ကဲ့သို့တပံပြန်လာစေတော်မူပါမျက်ရည်ကြားလျက်မျိုးစိကျဲသောသူတို့သည်ရှင်လန်းလျက်စပန်းရိတ်ကြလိမ့်မည်မျက်ရည်ကြားလျက်ကျဲရန်မျိုးစိကိုဆောင်၍ထွက်သွားသောသူသည် ကောက်လိုင်းများကိုဆောင်လျက်ရှင်လန်းသောစိတ်နှင့်အမှန် ပြန်လာနိုင်မည်ကျွန်တော်တို့ ਨੇ ဘုရားသခင်ပတ်သက်မှုအခြေအနေကဘလို့ပဲရှိနေပါစေဘုရားသခင်ကကျွန်တော်တို့အတ္တတာရဲ့တတိခံချက်ကိုတခြားသူတွေစီကိုအကျိုးသက်ရောက်သွားအောင်အသုံးပြုနိုင်ပါတယ်လူတော်တော်များများက စိတ်လှုပ်ရှားစရာဇလန်းတွေကို နှစ်သက်ကြတယ်ဒါပေမဲ့လည်းလူနေနေကပဲသူတို့ရဲ့ဘဝမှာအလွန်အံ့ဩဖို့ကောင်းတဲ့အရာတွေကို တွေ့ကြုံ ခံစားခဲ့ကြရပါတယ်ကျွန်တော်တို့လူတော်တော်များများကတော့တာမန်အတွေ့အကြုံခံစားရတဲ့သူတွေပဲဖြစ်တယ်ဒီလိုတာမန်ဖြစ်နေခြင်းကစိတ်လှုပ်ရှားမှုကိုမဖြစ်စေဘဲနဲ့တန်ဖိုးနေတယ်လို့ထင်မြင်ယူဆမိတတ်ကြပါတယ်တကယ်တော့ကိုကြီးကိုသာတတ်သိခံချက်တွေဟာ ကျွန်တော်ရဲ့အသက်တာမှာဘုရားခင်လှုပ်ဆောင်နေတာကိုပေါ်ပြနေတဲ့နိလမ်းပဲဖြစ်တယ်ကျွန်တော်ပြောဆိုတတ်သိခံနေတဲ့စကားတွေဟာတခြား ထူးခြားတဲ့သူတွေနဲ့နှိုင်းရှင်ရင်ဘလောက်ပဲတာမန်ဖြစ်နေပါစေအဲ့ဒါကိုလိုအပ်နေတဲ့သူကြားဖို့အတွက်ကတော့ကြားနာတဲ့သူအတွက်တည့်ရောက်မှုရှိတဲ့အကြောင်းဘုရားသခင်ကပို့ပြောမှတည်မြင်ပါလိမ့်မယ်ဥပမာအနေနဲ့ကျွန်တော်တို့မြင်ရောင်ကြည့်ဖို့က6နှစ်အရွယ်မိန်းကလေးဟာအဲ့ဒီအချိန်မှာသူခရစ်တော်ကိုလက်ခံတယ်။သူဆက်လက်ပြီးတော့မှအသက်ရှင်လာတဲ့အခါမှာ အသက်၁၈နှစ်လောက်မှာသူဟာသူ့ရဲ့တငယ်ချင်းကိုဘုရားသခင်ကြီးမြတ်ကြောင်းလွန်ခဲ့တဲ့ဆနစ်နှစ်တာအတွေ့အကြုံတွေအားဖြင့်တတ်သိခံနိုင်မယ်။သူဟာကလေးတယောက်ကိုအေဝံဂေလိတရားကို ရှင်းရှင်းလင်းလင်းပြောပြနိုင်မှာဖြစ်ပြီးတော့နေ့တိုင်းဘုရားသခင်ကသူ့ကိုအသက်တော်အရာတွေကို ထုတ်ဖော်ပြသနိုင်ကြောင်း ရှင်းပြနိုင်မှာဖြစ်တယ်။သူဟာအသက်၈၀လောက်ရောက်တဲ့အခါမှာတော့ တခင်ယေရှုနဲ့အတူတသက်တာရှောက်လန်းခဲ့ခြင်းအကြောင်းကိုဆက်ပြီးတော့မှဝေမျှနိုင်မှာဖြစ်တယ်။သူရဲ့တတိခံချက်က စိတ်လှုပ်ရှားစရာ ဖြစ်ကောင်းဖြစ်နိုင်ပေမဲ့လည်းအဲ့ဒီလိုစိတ်လှုပ်ရှားစရာဖြစ်ဖို့မလိုပါဘူး။ပြားခင်ကတတိခံချက်ကိုထူးခြားစွာတပားသူဝိညာဉ်ရေးရာအတွက်အသုံးပြုနိုင်ပါလေ။ကျွန်တော်အသက်တာဇလန်းကဘလို့ပဲဖြစ်နေပါစေဘုရားသခင်ကအဲ့ဒါကိုသုံးနိုင်ပါလိမ့်မယ် ကျွန်တော်အသက်တာရဲ့တသိခံချက်ကဘလောက်အထိကျေပြန့်နိုင်တယ်ဆိုတာကိုကျွန်တော်မသိနိုင်ပါဘူးနှုတ်ကတော်ကအကျိုးမရှိဘဲနဲ့ဘုရားသခင်စီကို မပြန့်ရဆိုတဲ့အကြောင်းကိုဟေရှာယအခန်းကြီး55အငယ်17မှာထို့အတူငါဤနှုတ်ကပတ်စကားသည် ဖြစ်လိမ့်မည်အကျိုးမရှိဘဲငါထံသို့မပြန့်ရငါအလိုကိုပြည့်စုံစေမည်ငါစေခိုင်းသောအမှု၌ အောင်လိမ့်မည်လို့ဆိုထားပါတယ်။သခင်ယေရှုခရစ်တော်နဲ့ကျွန်တော်တို့ပတ်သက်တဲ့ခြေသူတော်ဇလံဟာအမြဲတမ်းစိတ်အားထက်သန်စေပါတယ်။ကျွန်တော်ယောဟန်အခန်းကြီး15အငယ်29မှာသခင်ယေရှုခရစ်တော်ကသူနဲ့အတူရှိခဲ့တဲ့တပည့်တော်တွေဟာတသက်ခံကြရလိမ့်မယ်လို့ဆိုခဲ့ပါတယ်။ကျွန်တော်အနေနဲ့လည်းသခင်ယေရှုခရစ်တော်ကိုကယ်တင်ရှင်နဲ့အသက်သခင်အဖြစ်ယုံကြည်လက်ခံခဲ့မယ်ဆိုရင်ခရစ်တော်ကျွန်တော်နဲ့အတူရှိကြောင်း ကျွန်တော်အထဲမှာ အသက်ရှင်နေကြအောင်အသက်တာတက်တေကို သူတပားကို ပြရမှာဖြစ်တယ်။ဂျန်နာဆင်ချင်ခဲ့တဲ့သူတိုင်းသခင်ယေရှုခရစ်တော်နဲ့ပူပြောမှာယဉ်နီကျွမ်းဝင်ခြင်းကြောင့်ဘုရားသခင်ရဲ့တက်တေတွေဖြစ်နိုင်ပါမယ်အကြောင်းဘုရားသခင်အတူရှိပြီးတော့ကောင်းချီးပေးနေပါစေ။အာမင်။ဒီခေါ်တဲ့နှုတ်ကပတ်တော်အစီအစဉ်ဒီ နေ့စဉ်တင်ဆက်သောအစီအစဉ်ဖြစ်သောကြောင့်စောင့်မျှော်၍ဝိညာဉ်ခွန်အားယူပါရန်မေတ္တာပြည့်လို့ဆိုအပ်ပါသည်